။ဗလားပင်လဲအရှိမြောက်ပိုင်းနဲ့ဆက်ဆက်ရခိုင်ပင်လဲပြင်းဤဆိုင်ကလုံးမုံတိုင်းတလုံးဖြစ်မည်။မြန်မာနိုင်ငံရခိုင်ပြည်နယ်ပင်လယ်ပြင်ဤမေ28ရက်မှ31ရက်အတွင်းဗလားပင်လယ်အရှိမြောက်နှင့်ဆက်ဆက်၍အနောက်တောင်မုတ်တုံလေအားကောင်းချင်းလေဖီအားနယ်ရဝန်းနှင့်မုံတိုင်းငယ်မှဆိုင်ကလုံးမုံတိုင်းဖြစ်ခြင်းအရှိန်ကြောင့်အေရဝတီတိုင်းပဲခူးတိုင်းရန်ကုန်တိုင်းရခိုင်ပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ် စကိုင်းတိုင်းမကွေးတိုင်းအနောက်ချမ်းမန္တလေးတိုင်းတောင်ပိုင်းကယားပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းလေပြင်းတိုက်တရစီလက်မိုးကြီးမီနေရာကွက်မိုးသေးထန်ရွာမီကျန်ဒေသများကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းမန္တလေးတိုင်းမြောက်ပိုင်းမကွေးတိုင်းအရှေ့ပိုင်းနေရာကွက်ကြားမိုးကျဲကျဲမှကွက်ကြားမိုးကြီးမီမြမကပ်ပလီပင်လယ်ပြင်နဲ့ရခိုင်ပင်လယ်အေယာဝတီပင်လယ်ရန်ကုန်ပင်လယ်မုတ်တမပင်လယ်ကွေးမွန်ပင်လယ်တနအာရီပင်လယ်တို့တွင်မေ28ရက်မှ 31ရက်ထိအတွင်းအနောက်တောင်မုတ်တုံလေအားကောင်းခြင်းအရှိန်ကြောင့်ရေပြင်းလေပြင်းဟာတနာရီလေးဆဲမိုင်မှ9ဆဲမိုင်ထိမိုးတက်လေပြင်းများတိုက်ခတ်ကာမိုးကြီးရေရှမ်းရွာမီဗလားပင်လေမြောက်ပိုင်းလေရင်မုန်တိုင်းငယ်မှသည်ဆိုင်ကလုံးမုန်တိုင်းဖြစ်ပြီးအိန္ဒိယကုန်းတွင်းမဟုတ်ဘဲလားတိကုန်းတွင်းဝင်ရောက်မည်ဖြစ်သည်မြမပင်လေပြင်တွင် လေပြင်းများတိုက်ခတ်နိုင်သည့်အတွက်ကြိုတိကြိုပြင်ဆင်နိုင်ကြပါစေ။